မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီးနိုင်ငံရေးထွက်ပေါက်ရှာဖို့မင်းအောင်လှိုင်ကြံစည်နေပြီဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီးနိုင်ငံရေးထွက်ပေါက်ရှာဖို့ငါးနှစ်နဲ့အနေငယ်ကျော်အရွယ်ဝင်ပြီဖြစ်တဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုအလစ်မှာအာဏာရှင်မင်းအောင်လှိုင်အတွက်ထွက်ပေါက်တစ်ခုရှာဖွေလိုသည့်လှုပ်ရှားမှုတွေဂရုတစိုက်စတင်မြင်တွေ့လာရပြန်သည်ဟုပြီးပြီးတော့အတွင်းရှိအရာရှိတချို့ကထုတ်ဖော်ပြောကြားလာခဲ့ပါတယ် ဖက်ဒရေးရှင်းတပ်ဖွဲ့များအပြည့်အဝတိဆောက်လာသောပြည်သူလူထုတော်လှန်ရေးစွမ်းအင်များနိုင်ငံတကာစီးပွားရေးနှင့်ရုံမာရေးဖိအားတွေကြောင့်မေအောင်လိုက်လက်ရှိအာဏာအခြေခံဟာမကြသေးခင်ကထင်ရတဲ့အတိုင်းမကောင်းပဲကြော်ကြခြေရှုံးနေပြီလို့တွေးဆနိုင်ပါတယ်။ရင်းခြေနေတွေအလုံးအပေါ်မေအောင်လိုက်ထိတ်တန့်အကြံပေးတဲ့ချို့ကနိုင်ငံရေးအတိုင်းအတာတစ်ခုအနေနဲ့ဗဟုဥဆောင်အောင်ဆန်းစုကြည်ကိုလွှတ်ပေးခြင်းကတမတော်အတွက်ယာယီထွက်ပေါက်တစ်ခုဖြစ်နိုင်သည်လို့အကြံပေးနေကြပြီးရှင်းအကြံကလည်း ူအကြပိုင်းမှာတဖြည်းဖြည်းလက်ခံလာနေလိမ့်မယ်လို့ဆိုကြပါတယ်။နောက်ဆုံးလအနေငယ်အတွေ့စေအုပ်စုဟာနိုင်ငံရေးအာဏာဖျောက်သွားပြီး၆လက်မှုကြားမှာတမျိုးမျိုးသောညှိနှိုင်းဆွေးနွေးမှုကိုစတင်လိုစိတ်ထားလာပြီးသတင်းတွေထွက်ပေါ်လာပါတယ်။ရန်ကုန်နေပြီးတော့မန္တလေးတို့မှာလုံခြုံရေးအဖွဲ့များအလွန်ဖိအလွန်ချုပ်ထားဖို့အတွက်သတင်းလွှာများတောင်ကြဆိုင်မမတ်သတိထားကြည့်နေရသလိုမြင်းကပ်မျိုးအထိတိုက်ပွဲတွေနေ့စဉ်ဒီပါဖြစ်ပွားလာတဲ့အချိန်မှာစေအုပ်ချုပ်ရေးအတွက်နိုင်ငံတကာဖိအားဟာထိမရအောင်ဒူးလာနေပါတယ်။ အကြံပေးတချို့ကဒီလိုအခြေအနေတွေကနေစစ်ကောင်စီရဲ့မတ်တမာတဲ့ထွက်ပေါက်တစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးခြင်းဟုတ်နိုင်တယ်လို့ပြောကြပြီးထိုကိစ္စဟာအနောက်နိုင်ငံတွေနဲ့ညှိနှိုင်းသွားတဲ့သင်ငန်းမျိုးတင်နိုင်မဲ့ပျော်လေးချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။မင်းအောင်လိုက်တယောက်ဟာလွတ်မြောက်လာမယ့်နိုင်ငံရေးအလင်းမှာသူ့ကိုယ်သူအပြစ်ကင်းအောင်ဆောင်ရွက်နိုင်ဖို့အလွန်ကြိုးစားနေပြီလို့သုံးသပ်သူများကဆိုကြပါတယ်။တမတော်အတွင်မှာပဲရေရှိတိုက်ပွဲဝင်ရခြင်းကိုလူကြီးအရာရှိတချို့မဖော်ပြရသေးတယ်လို့လက်ရှိတမတော်ထိန်းချုပ်နိုင်မှုလေတစ်နှစ်ပြီးတစ်နှစ် နေသွားနေပါတယ်။ဒါကြောင့်မရောက်လိုက်အတွက်နိုင်ငံရေးသွေးပေါက်တစ်ခုစိုက်ခြင်းဖွင့်ပေးခြင်းနဲ့ဖြီးသူထံယာယီအရှုံးနှဲ့တော့တန်တရာကင်းအောင်ပြန်လာဖို့အတွက်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့စဉ်းစားနိုင်ဖွယ်ကောင်းလာပါတယ်။ထို့အပြင်တချို့သတင်းရင်းမြစ်များကနိုင်ငံတကာအဖွဲ့အစည်းတွေကမရောက်လိုက်အပေါ်အပြည့်အထံဆက်ဆက်မှုတွေတိုးပေါင်းလာနေပြီးအပြည့်နိုင်ငံ300စုကျော်ကလည်းအရေးယူမှုတွေမရက်နိုင်တဲ့အနေအထားရောက်နေပြီလို့လည်းသတင်းပို့ကြပါတယ်။ အဲ့ဒီအခြေအနေမှာတမတော်ကစီလုံးထိမ့်သိမ်းနိုင်တဲ့တခုရီတော်နီလန်ကနိုင်ငံရေးအကြံပြုစနစ်တစ်ခုကိုပြုပြင်ဖန်တီးခြင်းဖြစ်ပြီးအပြင်လောကပြောင်းလဲဖို့အကျိုးရှိမဲ့အကြံပေးချက်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတဆင့်တစ်ပေါက်သုံးသပ်နေကြပါတယ် ဒါပေမဲ့ပြည်သူလူထုနဲ့တော်လှန်ရေးအဖွဲ့များအနေနဲ့တပ်မတော်ရဲ့ဤလှုံ့ရှားမှုကိုလုံးဝယုံကြည်ကြမယ်ဆိုတာမရှိနိုင်ပေ။ဒေါ်အောင်ဆန်းစုကြည်လွတ်လပ်သွားတဲ့အခါတွေလည်းစေအုပ်စုအပြစ်မဲ့ရေးအရင်အတိုက်ခိုက်များကိုမူခွင့်လွှတ်ရမယ့်ယာတူးတွေချာကနေပြန်ရဖို့အကြံစီတဲ့နောက်ွယ်အကြံအစီတွေမရှိမဖြစ်ရှိနေမယ်လို့သုံးသက်သူတွေကဆိုကြပါဗျ။တော်လှန်ရေးလူငယ်တွေ၊ EAO အဖွဲ့တွေ၊ NUG အစိုးရအထိအပြစ်မဲ့ရေးအကျဉ်းချခွင့်ယာတူးထိမ့်သိမ်းခြင်းတို့အပါအဝင်အစီအစဉ်အတိုင်းကို လုံးဝလက်မခံကြောင်းပြောကြားနေပြီးစေအုပ်စုရဲ့ထွက်ပေါက်ရှားတဲ့အစီအစဉ်အတိုင်းဟာအာနာသိအပြစ်ကေဖို့ကြံစီမှုပဲလို့မြင်းမြင်းသားသားသတ်မှတ်လျက်ရှိပါတယ်တို့ရတွင်နေပြီးတော့အတွင်ကတရင်ရင်းမြစ်တချို့ကပြောကြသလိုမေအောင်လိုင်းအတွက်ယခုအချိန်ကဟေးချဲရေးဖွင့်ဖို့တတရာအလားလာတခုရဖို့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်နေဒေါ်အောင်ဆန်းစုကြည်လွတ်လပ်လာပါကပြည်သူတွေအနေနဲ့တင့်တဲ့သောဖီအားအကြီးအကျယ်ဖြစ်လာနိုင်ပြီးတမတော်ဟာနိုင်ငံရေးအပေါ်တက်လာသည့်မီးလောင်မိုးလေတွေကလွတ်မြောက်နိုင်ဖို့စောင့်စားနေမယ့်အကြောင်းအရာတစ်ခုဖြစ်လာနိုင်ပါတယ် သို့တော်လည်းရင်ကိစ္စသည်တဖက်တလန်းနဲ့ထားမိတိတိတတ်တာကိစ္စမဟုတ်ပေပြည်သူလူထုတော်လည်းရေးဝင်ရိုးသမားများအထက်တော့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးခြင်းဟာစစ်အုပ်စုကိုကယ်တင်ဖို့မဟုတ်ပေပြည်သူလူထုရဲ့အတွက်တစိတ်တပိုင်းအောက်ပွဲတစ်ခုသာဖြစ်မယ်လို့လည်းဆိုထားကြပါတယ်။အခြေအနေကြကြလွမလို့ဆိုတာမသိရသေးပေမဲ့ပြီးပြီးတော့အတွင်းမှာတကယ်ပဲလှုပ်ရှားတဲ့များလာနေပြီဖြစ်ပြီးမင်းအောင်လိုင်းအတွက်နိုင်ငံရေးထွက်ပေါက်ရှာဖို့အသေးမပြတ်ကြံစည်နေသည့်သဘောထားတွေ သူ့အိမ်ရှိတွေမှာတော့ပြန့်လွင့်နေပြီလို့သတင်းသမားတချို့ကသုံးသပ်ကြပါတယ်။ဆက်လက်ပြီးစေအုပ်စု၏ဥပဒေစိုးမိုးရေးပြပွဲကြီးစေအုပ်စု၏စိုက်ပါငွေလင်ကိုင်းများကိုနှိမ်နင်းနေပါသည်ဆိုကလူသိထင်ရှားဖြစ်လာအောင်အလွန်အကျွံပြုလုပ်လာခြင်းသည်တရားဥပဒေစိုးမိုးရေးထက်တရုတ်ကိုချော့ဖို့နှင့်၎င်းတို့ရွေးကောက်ပွဲအားယုံကြည်မှုရှိလာအောင်တွက်ချက်ဆင်တင်လာသည့်ပွဲတစ်ပွဲသာဖြစ်သည်ဟုသူတေတီများအလုံးကမှတ်ချက်ချခဲ့ကြသည်ဟုဟောင်ကောင်ထုံး South China Morning Post သတင်းစာတွင်ယခုလိုရေးသားလာခဲ့ပါသည် ဆေအိုစုသည်အခြေအနေကို၎င်းတို့ထိန်းချုပ်ထားနိုင်စေဆိုသည့်ကိုပုံဖော်နိုင်ရန်ဂျိုးပန်းလာခဲ့ပါတယ်။အထူးသဖြင့်တရုတ်၏အပြင်းအထန်ဖိအားပေးမှုနဲ့ရင်ဆိုင်လာရခြင်းကလည်းတကြောင်အပါဝင်ဖြစ်ပါတယ်။အလိန်ခရရသူများနှင့်သွားရောက်လုပ်ကိုင်နေကြသူအများစုသည်တရုတ်နိုင်ငံသားများဖြစ်နေပါတယ်။ ဆီယိုစုကတနင်္ဂနွေနေ့သတင်းထုတ်ပြန်ရာတွင်၎င်းတို့ဤရွှေကုတ်ကိုတွင်ပြုလုပ်ခဲ့သည့်9ရက်ကြာစစ်စင်ရေးအတွင်းနိုင်ငံခြားသား1590ကိုဖမ်းဆီးရမိခဲ့သည်ဟုဆိုပါရယ်ကွန်ပျူတာ1863လုံးမိုဘိုင်းဖုန်း2850လုံး Starlink လောင်းတရားတခု Internet router 22လုံးနှင့်တခြားအသုံးပြုသည့်စက်ပစ္စည်းကိရိယာအမြောက်များသိမ်းဆည်းရမိခဲ့သည်ဟုလည်းပါရှိပါရယ်စနေတရက်ထဲမှာပင်ရွှေကုတ်ကိုတွင်တရုတ်နိုင်ငံသားအယောက်တရာအပါဝင်နိုင်ငံသား223ဦးဖမ်းမိခဲ့သည်ဟုဆိုပါရယ် ထိုလုပ်ငန်းများသည်မကြမီနှစ်များအတွင်းကအရှိန်အဟုန်နှင့်လေပတ်နေခြင်းဖြစ်တော်လေစစ်အုပ်စုကမျက်နှာလွှဲနေလာခဲ့ပါတယ်။တရုံမှဖိအားများပေးလာ၍မဖြစ်မနေလောက်ရခြင်းလည်းဖြစ်ပါတယ်။နိုင်ငံတကာအယုံအကြည်ကင်းမဲ့နေသော၎င်းတို့ရွေးကောက်ပွဲလုပ်ဖို့ကလည်းရတတပတ်အနေငယ်သာလူတော့ချိန်လည်းဖြစ်ပါတယ်။ထို့အတွက်လည်းနေချားဒေသများတွင်တရားဥပဒေစိုးမိုးအောင်လုပ်နိုင်စေဖို့ကြံစည်ခွင့်လည်းရရှိသွားခဲ့ပါတယ်။စေအုစုသည်နိုင်ငံတကာပြည်သက်များအထွတ် ရင်ကွင်းများအထင်ရှားမြင်လာစေရန်ဖြည့်ဆည်းပစ်ထားသောအဆောက်အုံများရိုက်ချိုးထားသောကွန်ပျူတာမော်နီတာများနှင့်ကယ်ဆယ်ထားသူများဟုခေါ်သောလောက်ကိုင်းနေသူများ၏လူဒန်းရှိကြီးများဖြင့်ပုံရိပ်ဖော်ဆောင်ခြင်းကိုလှုပ်ဆောင်လာပါသည်ထို့သောလှုပ်ဆောင်နေသည့်ကိုတွေ့လာပါကဒေတာရင်းနိုင်ငံများက၎င်းတို့နှင့်ထိတွေ့ဆက်ဆံလာချလိမ့်မည်ဟုယူဆကြပါသည်အထူးသဖြင့်တရုတ်၏ယုံကြည်မှုခံရဖို့အရေးကြီးနေပါသည်တရုတ်သည်စင်ကာပူပြီးလျင် မြန်မာတွင်ဒုတိယအများဆုံးယင်းနှိမ့်နှံနှစ်ပြီးပြီးခဲ့တဲ့ဩဂုတ်လစရင်စရာများအရဒေါ်လာ22ဘီလီယံအထိရှိလာနေပါတယ်ဒေါ်လာရဲ့အဖွဲ့များနှင့်အမျိုးသားညီညွတ်ရေးအစိုးရသည်ဆေးဥစုလက်အောက်တွင်အဆိုပါရာဇဝတ်ခိုင်းများ၎င်းတို့၏အကအကွယ်ဖြင့်ဤသို့ကြီးထွားရှင်သန်လာသည်ကြားကွဲစားများနှင့်ဒေတာရင်းတက်မှုများအားလည်းအပြစ်ပေးခြင်းတစုံတရာမရှိခဲ့မှုများနှင့်ပတ်သက်သောအထောက်အထားများကိုအသေးစိတ်မှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်ရှေးတို့တွင် ။စေအုပ်စုရွေးကောက်ပွဲနှင့်ယခုလိုနှိမ်နင်းလာမှုများသည့်အကြမ်းဖက်မှုများနှင့်လူသားချင်းစာနာထောက်ထားစရာဖြစ်လာနေသည့်အကြက်တဲများကညီသည်နည်းနည်းများအဆုံးသက်သွားဖို့မရှိပေ။စေအုပ်စုမှာယခုလိုအနေထားမျိုးနှင့်အုပ်ချုပ်သွားခြင်းကိုပုံမှန်အဖြစ်လက်ခံလာကြမည်အန္တရာယ်သာရှိနေသည်။ရှေးဆောင်ထိုးထိုးသောနှိမ်နင်းမှုများသည်လည်း၎င်းတို့ထိန်ချုပ်နေပါသည်ဆိုသောပြက်ကွက်မျိုးသာဖြစ်လာပေလိမ့်မည် စေယုစုထိန်ချုပ်နေပြီများဒေါ်လာရေးထိန်ချုပ်နေပြီများဟုပြီဆက်၍ကွဲပြားနေပြီဦးမည်အာဆီယံဥက္ကဋ္ဌဖြစ်လာသည့်ဖိလစ်ပိုင်၏မြန်မာအရေးအာဆီယံ၏အထူးတန်တမန်ဖြစ်သူနိုင်ငံသားရေးဝန်ကြီးမာရီယာထရီဆာလာဇာရိုကဖိလစ်ပိုင်အနေဖြင့်အသစ်ကပြပစပေးမလေးရှားလောက်ခဲ့သည့်အတိုင်းဆက်၍လောက်သွားမည်ဟုပြောလာခဲ့သည်ဟုသတင်းစာတွင်ရေးသားထားပါသည်အာဆီယံသည်ရွေးကောက်ပွဲပြီးလျက်တခုခုထူခြားလာလိမ့်မလားဟုမျှော်လင့်နေကြသဖြစ်ပါသည်။ထိုင်းနိုင်ငံသားရေးဝန်ကြီးအပြောကိုသုံးသပ်ရမည်ဆိုလျက်ထိုအတိုင်းပင်တွေ့လာရပါသည်။ ၎င်းကရွေးကောက်ပွဲတီတရားမျှတပြီးလွတ်လပ်မှုရှိမည်မဟုတ်ဆိုသည်ကိုလည်းအားလုံးသိနေကြောင်းသို့သောတိန့်စိန်သည်လည်းထိုကဲ့သို့ရွေးကောက်ပွဲမျိုးဖြင့်သမရဖြစ်လာပြီးဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးတာမျိုးတွေဖြစ်လာ၍ယခုလည်းနိုင်ငံသည်တည်ငြိမ်မှုနှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်နိုင်သည့်အခွင့်အလမ်းရှိလာနိုင်ကြောင်းပြောခဲ့ပါသည်အာဆီယံအနေထားသည့်ရွေးကောက်ပွဲပြီး၎င်းတို့မျှော်လင့်သလိုဖြစ်မလာပါကစေအုပ်စုနှင့်ပြန်ပြီးဆက်ဆံစရာအကြောင်းမရှိဆိုကအရင်အတိုင်းဆက်ပြီးလက်ပိုက်ကြည့်နေမိတာဖြစ်ပါသည် မြန်မာပြည်သူများကတော့၎င်းတို့ရွေးကောက်ပွဲဆိုသည်ကမဆာလာဤပြည်သူ့လွတ်တော်ရွေးချယ်တင်မြှောက်ပွဲကဲ့သို့ပင်ပြည်ဤညီငွေ့စရာအဖြစ်သဘောထားနေကြပါတယ်။အိန္ဒိယနိုင်ငံများအားလုံးသည်၎င်းတို့အရေးကို၎င်းတို့ဖာသာစီမံအုပ်ချုပ်ခွင့်ရနေပါလျက်နေမိမိတို့မြန်မာတိုင်းရင်းသားများအားထိုအခွင့်အရေးမျိုးပေးရန်အဘဲကြောင့်တသက်လုံးညှင်းဆုံနေကြရပေသည်။အဘဲကြောင့်စစ်တပ် အုပ်ချုပ်မှဖြစ်မိဟုပြောဆိုခံရသည်။မိမိတို့လူမျိုးသည်တခြားနိုင်ငံသားများလောက်အသိပညာဉာဏ်ပညာမပြည့်စုံ မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းကင်းမဲ့နေ၍လို့ဟုလေးလာကြမိတာဖြစ်သည်။ထရန်ဒီလည်းလှုပ်ချင်ရလုံးအခုတမျိုးတော်ကြတမျိုးပြောနေခိုကုံတိတ်ခါကိုပင်စောင့်ထင်းရကောင်းမှမသိသူကအပေတို့များအမေရိကန်နိုင်ငံကြီးဤခုံတိတ်ခါကိုစောင့်ထင်းပေမိနီ။ရကူလေမြမစေအုပ်စုကိုအတိမတ်ပြုဖို့နေနေတာသာရှီမန်းပင်တိကျမှတည်ပေးလိမ့်မည်။၎င်းဖို့ကသူ့နိုင်ငံနဲ့ဂျမားရေးကအစဆောင်းလျှောက်ပြီးတင်ကျွေးထားရသူများကိုပြန်လွတ်ခြင်းနေသည်။ထို့အတွက်အောက်ကလူများကလည်းငရေပြည်ကိုလွတ်ပြည်ဟုပြောဆိုလာခြင်းမျိုးသာဖြစ်သည်။ စေအုစုအဖို့ကထရန့်လေးလေးလျက်ပေအနက်ရကပျော်နေကြသည့်လူစားများသာဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်ကျမ့်တဲ့တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်